အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတခါတင်ဆက်ပေးမှာကတော့ဆရာတော်တစ်ပါးကနေပြီးတော့ဗီဒီယိုရှင်လုပ်ထားတဲ့ဘာသာရေးအကြောင်းဗီဒီယိုလေးတစ်ပုဒ်ကို YouTube ပရိသတ်ပေါင်းတို့ကိုသိရှိအောင်ပြန်လည်ပြီးတော့တင်ပြပေးမှာဖြစ်ပါတယ်ကဲကျွန်တော်နဲ့အတူကြည့်လိုက်ကြပါဦးလားခင်ဗျာ ြီးကဓာတ်တွေမျက်တွေယုံနေတာနော်မိမိကဖះရှင်ရဲ့သားတော်ဖြစ်တဲ့အတွက်ဒီမျက်တွေဓာတ်တွေထက်မျက်တယ်ဆိုတဲ့ကိုယ့်အရေးသွေးကိုကိုနားမလဲတာပေါ့ယဟန်ဆိုတာလေဘာသာရေးကောင်းဆောင်ဖြစ်တယ်အဲ့ဒီလိုဘာသာရေးကောင်းဆောင်ဖြစ်တဲ့အတွက်ကိုစိတ်ထင်ရလို့လို့မရဘူးနော်ယသော်ဘုရားကတတ္တမပရိအရူပကတုံမှာဘိက္ခုဆိုတဲ့အမျိုးသားယဟန် ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကာဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီးတို့ကပဲဤသာသနာတော်ကိုပျက်စီးအောင်ဖြစ်စီကြလိမ့်မယ်လို့ဟောကြားထားပါတယ်သာသနာတော်ကိုပျက်စီးအောင်ဖြစ်စီမှာဟာပရိသတ်၄ပါးဖြစ်တော်လေပဲပရိသတ်၄ပါးထဲမှာလေယဟန်ပရိသတ်ကအမျက်ဆုံးဖြစ်ပြီးဘာသာရေးကိုယဟန်ပရိသတ်ကပဲဥဆောင်တာဖြစ်တဲ့အတွက်ယဟန်ကစမှားမယ်ဆိုရင်နောက်ကတက္ကရာကမတွေလည်းအလုံးမှားကြမှာဖြစ်ပါတယ် ဒါကြောင့်ရှေ့ဆောင်နွားလာဖြောင်းဖြောင်းသွားကနောင်နွားတက်တိုက် ဖြောင်းဖြောင်းလိုက်ဤရှေ့ဆောင်နွားလာကောက်ကောက်သွားကနောင်နွားတက်တိုက်ကောက်ကောက်လိုက်ဤလို့ဆိုထားခြင်းဖြစ်တယ်နော်ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ယဟန်ကလမ်းမကိုလျှောက်ပြမယ်ဆိုရင် နောက်လိုက်ဖြစ်တဲ့တက္ကရာကမတွေကလည်းပဲလမ်းမကိုလျှောက်ကြမှာဖြစ်တယ်ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ယဟန်ကလမ်းမှန်ကိုလျှောက်ပြမယ်ဆိုရင်နောက်လိုက်ဖြစ်တဲ့တက္ကရာကမတွေကလည်းပဲလမ်းမှန်ကိုလျှောက်ကြမှာဖြစ်တယ်ဒါကြောင့် ကြီးမာဝတ်တဲ့တောထွက်ဖုန်ကြီးပဲဖြစ်ဖြစ်ငငယ်တဲကဝတ်တဲ့ငယ်ကြီးဖုန်ကြီးပဲဖြစ်ဖြစ်ယဟန်ဖြစ်လာပြီဆိုရင်လမ်းမှန်ကိုရှောက်ပြဖို့လိုတယ်နော်ဦးဇေတို့တက္ကရာကမတွေကလည်းပဲဒီလိုဘာသာရေးနဲ့လွဲချော်တဲ့အလုပ်ကိုလုပ်နေတဲ့ဖုန်ကြီးတွေကိုမြင်ပြီးဆိုရင် အာဘီအမြောက်မလုပ်ကြပါနဲ့နော်အာဘီအမြောက်လုပ်ခြင်းဟာသာသနာတော်ကိုသွဲဝှက်၍ဖြစ်စည်းတဲ့သဘောဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီလိုဖုန်ကြီးတွေကိုမြင်ပြီးဆိုလို့ရှိရင် လုံးဝအပြေအောင်ရောက်မလုပ်ကြပါနဲ့လို့ပြောကြပါတယ်